င်းမင်္ဂလာပါရှင်။ဆရာမမဟောစီရေးသားထားသောမြတ်တာအလင်းနဲ့စွမ်းအားဆိုတဲ့စာအုပ်လေးကိုဆက်လက်ပြီးဖတ်ပြပေးပါရစေရှင်။စွမ်းအင်များကို ချိန်နေပါအိမ်မှာအရင်တုန်းကအလုပ်လာလုပ်တဲ့တက်လက်ပိုင်းအမျိုးသမီးတယောက်ရှိပါတယ်ပြောရမယ်ဆိုရင်ခလေး၃ယောက်ရဲ့အမေမုံဆိုးမတူဖြစ်ပါတယ်အတော့ကိုစင်းရရှာတယ်တနေ့လုံးမှာတနေ့စားရတဲ့ဘဝပဲကျူကျော်တဲလေးနဲ့နေရရှာတယ်စင်းရရတဲ့အထက်မှာရမကြီးကလည်းမကောင်းတော့အတော်ရုန်းကန်နေရတာပဲအလုံးမစင်းနိုင်တဲ့နေ့ဆိုရင် စားစရာမရှိဘူးအိမ်မှာတော့ရောက်လာတဲ့သူမှန်သမျှကို အမြဲတမ်းပေးကြွေးနေတာနဲ့ မကြခင်တော့တောက်တောက်ပြောင်ပြောင်လေးဖြစ်လာပါတယ်။သူ့ကိုဆက်သွယ်လို့ရအောင်ဆိုပြီးခလုတ်ဖုံးကလေးတစ်လုံးဝယ်ပေးထားတယ်။ဒါနဲ့လည်းအဆင်ပြေပါတယ်။တခါကျတော့အိမ်မှာအမေကမှန်တင်ကုန်အစ်စ်တစ်ခုဝယ်တယ်။သူ့မှာရှိတဲ့မှန်တင်ကုန်အဟောင်းကိုဘယ်နှထားရမှန်းမသိဘူး။အဲ့ဒီအမျိုးသမီးကဒီမှန်တင်ကုန်အဟောင်းကိုသူ့ယူချင်ပါတယ်လို့တောင်းပါလေရော။ကျမတို့ကလည်းပေးလို့ရပါတယ်။ဒါပေမဲ့ဒီမှန်တင်ကုန်ကြီးကသူ့အိမ်နဲ့တောင်းစပါမလားလို့တွေးပူမိတယ်။နောက်ပြီးတော့ ဒါကြီးကို तू ဘယ်လိုတည်သွားမလဲဆိုတာကလည်းရှိသေးတယ်လေ။ तू ကတော့မဟုတ်ဘူး။ရတယ်။ तू ရအောင်တည်သွားမယ်။ဒါကို तू လိုချင်တယ်။ तू များကိုမပေးပါနဲ့လို့ကြီးပြောနေတယ်။ဒါနဲ့အမေကလည်းပေးလိုက်ပါတယ်။အဲ့ဒီမန်တေကုံတည်ဖို့ဆိုပြီးကားကြီးတစ်စင်းသွားငှလာတယ်။နှစ်ရက်စာလောက်ကအဲ့ဒီကားကနဲ့ပါသွားတယ်။အဲ့ဒီမန်တေကုံကိုအိမ်ထဲကိုထိုးထည့်တော့ဘေးနားကလူတွေကနေအိမ်တော့ပြိုတော့မှာပဲလို့ပြောကြတယ်တဲ့။တကယ်တော့ तू ကိုယ်တိုင်ကိုယ်က နေရာတနေရာပြီးတနေရာပြောင်းပြီးနေနေရတဲ့ဘဝပါအိမ်သားကဈေးတက်လို့ပြောင်းရပြန်ပြီအိမ်ရှင်နဲ့ရံဖြစ်လို့ကလေးကလေးချင်းတက်ကြလို့ပြောင်းရပြန်ပြီနဲ့သုံးလတစ်ခါလောက်ပြောင်းနေရတဲ့အိမ်မှာအိမ်တစ်ခါပြောင်းရင်ဒါကြီးကိုတည်နေရမယ်ဆိုရင်တော့မဟုတ်သေးဘူးလို့ကျမကတွေးမိပါတယ်ဘလို့ပြောပြောမရပဲသူ့ရောက်အောင်ယူသွားတယ်တကယ်တမ်းတော့ဘာရမဟုတ်ပါဘူးအရက်ထဲမှာကြွားကျင်တာပေါ့ငါမှမှတ်တင်ကုန်ကြီးရှိတယ်ပေါ့တကယ်တော့ကြည်မှန်သေးသေးလေးနဲ့လေ သူ့ဘာသာသူကြည့်လို့ကောင်းရင်ဆင်လာတတ်တဲ့သူပါဒါလောက်ကြီးတဲ့မှန်တင်ကုံသူ့အတွက်မလိုပါဘူးမှန်တင်ကုံတော့ရောက်လာတယ်ကားကားတွေကုန်သွားတယ်နဂိုကကျင်းမိသားအိမ်ကပူကျင်းသွားတယ်ဘေးကလူတွေကသူ့ကိုပြက်ရယ်ပြူကြတယ်အကျွေးရှင်တွေကနင့်အိမ်မှာဒါလောက်ကြီးတဲ့မှန်တင်ကုံကြီးရလာပြီးမှငါတို့အကျွေးကြတော့မဆက်ရကောင်းလားဆိုပြီးပြဿနာလာရှာကြတယ်တဲ့အဲ့တော့ကျွန်မစဉ်းစားမိပါတယ်ဒီမှန်တင်ကုံဟာသူ့အတွက် ကောင်းကျိုးထက် ဇိုးကျိုးတွေကများနေပါလား။ကျမတို့မှာကိုနဲ့မထိုက်တန်သေးတဲ့ပစ္စည်းတွေရှိတတ်ကြပါတယ်။စွမ်းအင်သဘောအရပြောရမယ်ဆိုရင်တော့အရာဝတ္ထုတစ်ခုဟာကိုနဲ့ vibration မတူဘူးဆိုရင်ကိုယ့်လက်ထဲမှာမြဲမနေတတ်ပါဘူး။ငွေဆိုရင်လည်းဒီလိုပါပဲ။ကိုကလည်းသူ့ကိုပိုင်ဆိုင်ရတာစိတ်ပျော်ရွှင်ခြင်းမရှိဘဲစိတ်တွေရှုပ်နေတာမျိုးတွေဖြစ်တတ်တယ်။တချို့ကတော့ပစ္စည်းတွေဟာခိုက်တတ်တယ်လို့ပြောကြတယ်။ဒါကိုကျမကတော့မကြုံဘူးသေးလို့ ိတ်အယုံကြည်မရှိပေမဲ့ဘဝမှာကိုနဲ့မထိုက်တန်သေးတဲ့ပစ္စည်းတွေရှိနေသေးတယ်ဆိုတာကိုယုံကြည်ပါတယ်။ဥပမာ အခုချိန်မှာကျမကိုတကား6ပေါက်နဲ့လီမိုဆင်းဇင်ခံကအကြီးကြီးတစ်စီးတယောက်ကလက်ဆောင်လာပေးမယ်ဆိုရင်တောင်မှကျမလက်မခံနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ကျမမှာ ထားစရာနေရာမရှိလို့ပါပဲ။ဒီလိုကားမျိုးကြီးစီးရမယ်ဆိုရင် ကျမမှာခြံအကျယ်ကြီးနဲ့အိမ်ကြီးတဲ့အိမ်ကိုပိုင်ဆိုင်ဖို့လဲလိုပါတယ်။ဒါပေမဲ့ကျမမှာ အဲ့လောက်ကြီးမြင့်တဲ့စွမ်းရည်မျိုး vibration မရှိသေးတဲ့အခါမှာတထေးတွေနေတဲ့ခြံအကျဲကြီးနဲ့အိမ်အကြီးကြီးလဲရောက်မလာသေးသလိုကားအကြီးကြီးတွေလည်းမစီရသေးပါဘူး။သဘောတရားကိုပြောပြလို့ချင်းသာဖြစ်ပါတယ်။ကို energy ဘဝအကျိုးပေးကုသိုလ်ကံနဲ့ထိုက်တန်တဲ့ကိုက်ညီမှုရှိတဲ့ဥစ္စာပစ္စည်းတွေနဲ့ပဲကျမဟာခြေနဲ့ရောင်ရဲတတ်တဲ့သူဖြစ်ပါတယ်။ဆက်ပြောချင်တာက လူတွေမှလည်းဒီသဘောအတိုင်းပဲရှိတာကို တွေးမိတယ်။ အသည့်မိတ်ဆွေအမျိုးသားနဲ့အမျိုးသမီးသမီးကြီးစားနှစ်ယောက်မှာအမျိုးသမီးကဘာသာရေးလောက်တာတွေလည်းရှိတယ်။စိတ်အနေမြင့်တယ်သဘောထားကြီးတယ်နားလည်းခွန့်လွတ်တတ်တယ်အမျိုးသားကကြတော့တေးတိမ်နဲ့စိတ်မျိုးရှိတယ်ဒီအမျိုးသမီးကိုဆိုရင်တစ်ချိန်လုံးအပြစ်ရှာပြီးစွတ်စွဲနေတာမျိုးချုပ်ချယ်ပြီးပြဿနာရှာနေတာမျိုးတွေလောက်တတ်တယ်တစ်ဖက်သားကအမျိုးဆုံးစိတ်ဆင်းရဲအောင်လုပ်နေတယ်သူဒုက္ခပေးနေတဲ့သူကသူ့ထက်ဖုံးကန်ကုသိုလ် energy အရာ မြင့်နေတဲ့သူဆိုတော့သူ့အတွက်မကောင်းဘူးလို့ဘေးလူတယောက်အနေနဲ့မြင်နေမိတယ်။အမျိုးသားကလူတော်တယောက်ပဲမဲသူ့ကိုကြည့်ရတာကြည်လင်မှုမရှိဘူး။သူ့အကြောင်းကိုကြားလိုက်ရရင်အာကုတ်တို့အတော်များတဲ့သူပါလားလို့တွေးမိတယ်။အတူပြောရမယ်ဆိုရင်တော့သူတို့နှစ်ယောက်လည်း frequency မတူကြဘူး။ vibration မတူဘူး။စွမ်းအင်တွေမတူဘူး။အဲ့တော့အချင်းချင်းချိတ်ဆက်လို့မရပါဘူး။အမြဲပြဿနာတွေဖြစ်တယ်။နောက်ဆုံးကြတော့လမ်းခွဲလိုက်ကြပါရဲ့။ တကယ်ကောင်းတဲ့အမျိုးသမီးလေးကိုလက်လွတ်လိုက်ရတယ်။ဒါပေမဲ့ကောင်းတဲ့အရာတွေကို ပိုင်ဆိုင်ခွင့်မရသေးတာဟာကိုကိုယ်တိုင်နဲ့သူနဲ့ใกล้ညီတဲ့ကောင်းတဲ့ energy မျိုးတွေမရသေးလို့ဖြစ်ပါတယ်။လျှောက်တွဲပြီးဘဝတစ်ခုတိဆောက်ကြမဲ့လူတွေမှာဖုံးကံခြင်းမတူဘူးဆိုရင်စိတ်ဆင်းရဲစရာတွေများမှာအသေးချပါပဲ။အများအပြားအောင်မြင်ပျော်ရွှင်တဲ့ဇုံတွဲတွေမှာတစ်ခုမဟုတ်တစ်ခုချိတ်ဆက်မိနေကြတာတွေရှိတယ်။ energy တွေ frequency တွေကိုက်ညီနေတတ်ကြတယ်။ဒါကြောင့်မလို့တစ်ယောက်နဲ့တစ်ယောက်ရဲ့ energy တွေကို tune in လုပ်နိုင်မှစိတ်ချမ်းသာမှုရမယ်။တစ်ယောက်ကအပေးကန့်ရရောတယ်။တစ်ယောက်ကတွန့်တိုးထက်တယ်။တစ်ယောက်ကငါးတွေငှက်တွေလွတ်နေတယ်။တစ်ယောက်ကကြက်တွေငှက်တွေတက်နေတယ်ဆိုရင်သူတို့ရဲ့ energy စွမ်းအင်တွေ vibration တုံ့ခါမှုတွေ frequency ချိန်နှုန်းတွေဟာမတူညီနိုင်ပါဘူး။ဘလို့မှချိတ်ဆက်လို့မရနိုင်ဘူး။ချိတ်ဆက်လို့ရကြင်ရမယ်။ line တိတ်မကောင်းနိုင်တာမျိုးတွေလည်းဖြစ်တတ်တယ်။ ဒါကြောင့်ကိုဘေးနားမှာရှိတဲ့ပုတ်ကို frequency မြင့်တဲ့သူတွေရဲ့စွမ်းအင်ကိုလိုက်ပြီးညှိဖို့ tune in လုပ်တတ်ဖို့လိုပါတယ်။အရာဝတ္ထုတွေနဲ့ပတ်သက်ရင်လည်းဒီလိုပါပဲ။တချို့အရာတွေဟာကိုနဲ့မထိုက်တန်သေးပဲစွမ်းအင်အရာသိမြင့်နေတာမျိုးတွေရှိတဲ့အခါကိုကပါ ကိုရဲ့စွမ်းအင်တွေကို အမြင့်ဆုံးရောက်အောင်သို့မဟုတ်မြင့်တထက်မြင့်အောင်လိုက်မြင့်ပေးနေဖို့လိုပါတယ်။ကိုကိုတိုင်းမြင့်နေကောင်းနေမှာမြင်မှာကောင်းမွန်တဲ့အရာတွေကိုဘဝတိုင်းရောက်လာအောင် ဇွဲယူနိုင်မှာဖြစ်ပါတယ်။ဇွဲအင်တွေဘလို့မြင့်ယူရမလဲဆိုရင်ကောင်းတာတွေတွေးပါ။ကောင်းတာပြောပါ။ကောင်းတာလုပ်ပါ။ကောင်းတာလုပ်ဖို့အမြဲတတိရှိနေပါစေ။မကောင်းတာတွေကိုရှောင်ပါ။စိတ်ကိုဖြူအောင်ထားပါ။ဒီအချက်ကလေးတွေကိုတတိကပ်ပြီးလုပ်နေတဲ့အခါဘဝရဲ့ကောင်းသောပြောင်းလဲခြင်းတွေကိုတည်တည်တာတာခံစားလာရမှာပါ။ကောင်းတဲ့အရာတွေကိုပိုင်ဆိုင်ခွင့်ရလာမှာပါ။စိတ်နဲ့ကိုယ်နဲ့ကပ်အောင်နေ တရက်ကတငယ်ချင်းနဲ့စကားပြောပြီးတော့သူကငါလေးဖျားဆွတ်တော်ကပ်ဖို့ကြော်ထားတဲ့ငဖက်ကြော်တွေကိုမေ့ပြီးတော့ကောက်စားလိုက်မိတယ်လို့ပြောပါတယ်။ကျမကလည်းတောက်တော်ကြီးခွက်တွေနဲ့ရေးမထဲပဲဖျားကတ်လိုက်မိတယ်လို့ပြောရင်ကျမတို့ရေးမိကြတယ်။ဒါမျိုးအဖြစ်အပျက်လေးတွေက နေစဉ်ဘဝမှာဖြစ်တတ်ပါတယ်။ဖျားသာရှင်ခိုးနေတယ်။ဘယ်ရောက်လို့ရောက်နေမှမသိဘူး။တတိသာစိတ်နေတယ်။ဘယ်နှဘက်ရောက်လို့ရောက်နေမှမသိဘူး။စားတာစားနေတယ်။ဘယ်စက်ထဲဘာရီဘလောက်ဝင်သွားမှမသိဘူးဆိုတာမျိုးတွေဟာ grounded မဖြစ်တဲ့သဘောပါပဲစိတ်နဲ့လူနဲ့မကတ်တာမျိုးပေါ့ grounded ရဲ့အဓိပ္ပာယ်ကတော့ well balanced and sensible ဟန်ချက်ညီမျှမှုရှိတယ်အကျိုးအကြောင်းစင်ကြင်နိုင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲသတိရှိနေတာကိုဆိုလိုခြင်းလည်းဖြစ်ပါတယ်တခါတလေကျတော့စိတ်ကနေထဲမှာညောနေတဲ့တိတ်ရွက်ချောက်ကလေးလိုဟိုရောက်ဒီရောက်နဲ့လွင်မျောနေတတ်တယ်တိတ်ရွက်လို့စိတ်နဲ့ဖြစ်နေတဲ့အခြေမျိုးမှာကျမကကားမောင်းနေရင်မှပဲမိမထိုင်နေတဲ့အမေကို အမေ ခုမုံတို့ဖယ်သွားနေရတယ်။ဖုန်ကြီးကြောင်းလားဈေးလားလို့ပြန်မေးရတဲ့အခါတွေလည်းရှိပါတယ်။ဒါကြောင့်လူမှ mentally grounded ဖြစ်နေဖို့လိုအပ်တယ်။စိတ်ကတည်ငြိမ်နေတယ်၊ခိုင်မာနေတယ်၊ရောက်ရက်ခတ်မနေတဲ့သူတွေဟာနေ့စဉ်ဘဝမှာအမားနည်းစွာနေထိုင်နိုင်သူတွေဖြစ်ကြတယ်။သူတို့ကအမြင့်ခိုင်နေတဲ့တစ်ပင်ကြီးတွေနဲ့တူကြတယ်။တရွေချောက်ကလေးလိုလူလုံးမျောပါနေတဲ့သူတွေကတော့ balance မဖြစ်ဘူး။ဟန်ချက်မညီဘူး။အမြင်ရိန်ထိုးလှုပ်ခတ်နေတတ်ကြပါတယ်။ grounded မဖြစ်တာကိုမောဟဖြစ်နေတယ်လို့လည်းပြောနိုင်ပါတယ်။မောဟဟာမတည်တဲ့စိတ်ဖြစ်ပါတယ်။တတိမကဖဲဖြစ်ချင်တဲ့လို့ဖြစ်နေတော့နေစဉ်ဘဝရဲ့ကာယကံ၊ဝစီကံ၊မနောကံတွေမှာအမားတွေကျူးလွန်မိကြတယ်လို့အာဟုတုစိတ်တွေနဲ့ရှင်သန်လှုပ်ရှားနေကြတာမျိုးတွေလည်းကြုံရပါတယ်။တရားကျင့်တဲ့သူတွေမှာတတိတွေအင်မတန်ကပ်နေတာတွေတွေ့ရတယ်။တကယ်တော့ကျမတို့မှာတိစိဆိုတဲ့ conscious mind ဟာ900ခိုင်နှုန်းသာရှိပါတယ်တဲ့။အချိန်တိုင်းမှာ သိစိတ် subconscious mind က95ရာခိုင်နှုန်းနဲ့အလုတ်လုံနေပြီးတွေးချင်သလိုတွေတွေးပြောချင်သလိုတွေပြောပြီးချစ်ချင်သလိုတွေဖြစ်နေတာဘလောက်ကြောက်ဖို့ကောင်းပါသလဲ grounded ဖြစ်နေတယ်တတိကက်နေရဆိုရင်တော့စိတ်ဟာအသေးငယ်ဆုံးသောအတွေးခံစားမှုကလေးတွေအချို့အလုံးလုံးနေတာကိုတွေ့ရတယ်။တတိကက်မိပြီဆိုတာနဲ့အဲ့ဒါဟာကုသိုလ်စိတ်လို့ပြောလို့ရပါတယ်။ကုသိုလ်စိတ်တွေရှိတဲ့အခါမှာကိုယ့်ရဲ့ဘဝဟာလည်း အသေးဆုံးအစရပိုင်းဖြစ်တဲ့အတွေးတွေခံစားမှုတွေကနေတဖြည်းဖြည်းပြောင်းလာနိုင်ပြီး positive energy field တွေကိုရောက်လာနိုင်ပါတယ်။ကောင်းမွန်သောဆွမ်းအားတွေကိုဆွဲယူလက်ခံကျင့်သုံးနိုင်တဲ့ vibration တုံ့ခါမှုတွေ energy ဆွမ်းအားတွေရလာနိုင်တယ်။ကောင်းတဲ့အရာတွေကိုကိုယ့်ရဲ့ဘဝတွေကိုရောက်လာဖို့ဆိုတာကိုကိုတိုင်းရဲ့ vibrational frequency တွေမြင့်နေမှလက်ခံတဲ့အားကိုကကောင်းနေမှလိုင်းဆွဲအားအပြည့်ဖြစ်နေမှာပဲဖြစ်နိုင်ပါလိမ့်မယ်။ ground ဖြစ်တဲ့သူဟာကိုယ်နဲ့စိတ်ကပ်နေတယ်။ကိုယ်နဲ့စိတ်နဲ့ဆက်သွယ်မှု connection ရှိတယ်။ဒီခေတ်မှာက social media အပေါ်အာရုံစိုက်တာတွေလည်းအများများတယ်။လိုအပ်တာထက်ပိုပြီးမေးဖို့နေမေးနေမိတယ်။သတင်းတွေအများအသိချင်ပြီး direct set ရှာဖွေနေတာမျိုးဘယ်သူတွေဘာဖြစ်လဲ။ဘယ်သူနဲ့ဘယ်သူကဘာလဲ။အများအသိချင်တာမျိုးတွေရှိတယ်။အာရုံတွေရဲ့သဘာဝအရာမကောင်းတဲ့အကြောင်းတွေဆိုရင်အများအသိချင်တယ်။အညီအဟောက်တွေဆိုရင် ပိုပြီးနားထောင်ကြရတယ်။ဒီလိုအကြောင်းတွေဟာ ကျမတို့ grounded ဖြစ်ဖို့ခက်ခဲတဲ့အခြေအနေတွေပဲဖြစ်ပါတယ်။ဒါကြောင့်စိတ်ကိုပင်ပန်းဆင်းရဲဖြစ်စေတဲ့အစိတ်အတော့ဖြစ်စေတဲ့ဝင်းကျင်မှန်သမျှကိုရှောင်ကျဉ်ရပါမယ်။စွန့်ခွာသိရင်စွန့်ခွာရပါမယ်။စိတ်နဲ့ကိုယ်နဲ့ connection ရဖို့ grounded ဖြစ်ဖို့ကလေ့ကျင့်ယူလို့ရပါတယ်။အဲ့ဒါကတော့တတိကပြီးဝင်သက်ထွက်သက်မှတ်ပေးပါ။ကြားတာမှန်သမျှကြားတယ်လို့သိပါ။မြင်တာမှန်သမျှမြင်တယ်လို့သိပါ။အနက်ရတာမှန်သမျှ နန်းနဲ့မွေးရဲဆိုတာသိပါ စားတာမှန်သမျှအရတာကိုသိပါထိတာမှန်သမျှပူရဲအေးရဲပျော့ရဲမာရဲကိုသိပါ စိတ်မှာတွေးနေတဲ့အတွေးမှန်သမျှကိုသိပါမျက်စိနားနှာတရားကိုစိတ်ဆိုရဲတကား၆ပေါက်ကိုသတိဆိုရဲအဆောင်ချထားပါစိတ်ကလေးငြိမ့်သက်အေးချမ်းတော့အောင်ရုပ်ခန္ဓာပိုင်းဆိုင်ရာအရာကိုကြီးပေးနိုင်တဲ့အခြားအချက်တွေလည်းရှိပါသေးတယ်။မနက်အစောနေထွက်လာခြင်းမှာ နေကြီးနုနုလေးရဲ့အနှွေးတက်နဲ့အလင်းရောင်ကိုခံယူတာမြေကြီးပေါ်မှာဖက်နှက်မပါပဲမြေတက်ကိုခံယူတာအသက်ရှူလေးခြင်းကလုပ်ပြီးလေးတွေကိုရှူသွင်းရှူထုတ်အဆုတ်ကိုတန်ဆင်ပေးတာကိုကြိုက်တဲ့မွေးပြန့်နေတဲ့ရနက်တွေနဲ့ aroma therapy ရနက်ကုထုံးလုပ်တာစိတ်ကိုအေးချမ်းနေအောင်ထားတာတဘာဝရဲ့အတန်တွေသို့မဟုတ်ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေတဲ့တရားသံဂီတသံတို့ကိုနားထောင်တာတွေဟာလေလူတစ်ယောက်ရဲ့စိတ်ကို ငြိမ်သက်သွားအောင်စိတ်နဲ့လူနဲ့ကနရှင်ရသွားအောင်ပံ့ပိုးဖြည့်ဆည်းပေးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။အပမာရိနတမ္မာဒေထာဆိုတာမြတ်စွာဘုရားနောက်ဆုံးပြောခဲ့တဲ့တတိပိစကားပါပဲ။တတိနဲ့နေဖို့ကျမတို့ကိုမှာခဲ့ပါတယ်။တတိရှိနေတာဟာ grounded ဖြစ်နေတာပါပဲ။တောင်းမှန်စရာရှိရင်တောင်းမှန်ပါ။တရင်ကျုပ်ပြီးဆိုတော့လူကြီးမိဘတွေကိုကြောက်ကြတယ်။ဘယ်တော့ပဲအဆင်မပြေတဲ့သူဖြစ်နေပါစေ။ ။သတင်းကျွတ်တဲ့အချိန်လေးဆိုရင်တော့ကိုယ့်ရဲ့နေရက်ဒေသကိုပြန်ဖို့အောင်းမိတယ်။ကိုယ့်ရဲ့မိဘဆွေမျိုးတွေကိုတက်နိုင်တဲ့လောက်ကလေးကတော့ကျင်နေဆိုတာမျိုးကျမတို့ရဲ့စိတ်ထဲမှာရှိကြပါရဲ့။ကျမလည်းအမေကိုသတင်းကျွတ်မှာသူ့လိုချင်နေတဲ့တန်မိုးကြီးပစ္စည်းကလေးတစ်ခုနဲ့ကတော့ဖြစ်ပါရဲ့။အမေကိုကတော့တော့စိတ်ကအိမ်မှာအလုံးလုံးကန်ပြီးတဲ့မအေးရဲ့မိဘတွေကိုလည်းယောက်သွားတယ်။သူ့မိဘတွေကို လာတိုင်းသူ့မပန့်ဘိုးနိုင်ပေမဲ့သတင်းကျွတ်လို့အချိန်မျိုးမှာတော့သူလည်း ကတော့ချင်ပါပဲလို့စိတ်မှာဖြစ်တယ်။ဒါနဲ့မအေးအဖေအမေတို့ကိုဘလောက်ကတော့ချင်လဲလို့မေးတဲ့အခါ၃000လောက်ကတော့ချင်တယ်လို့ပြောပါတယ်။ဒါနဲ့ကျမကအဲ့ဒီ၃000ကို သူ့မိဘတွေစီချက်ချင်းပဲတွဲပေးလိုက်ပါတယ်။သူ့လာကတွေကနှုတ်တာမဟုတ်ဘူး။အကျွေးလိုပြန်ဆက်ဖို့လည်းမလိုဘူး။သူ့ရဲ့ဆန္ဒကလေးကိုကိုကဖြည့်ဆည်းပေးလိုက်တာပါပဲ။ပျော်သွားတာပေါ့။မအေးကသူအရင်ကထပ်ပိုးအဆင်ပြေလာတယ်လို့ပြောတယ်။လည်းပြမှာလဲသူ့အမေကဆင်ထားတာ။ ရွှေတွဲလဲငွေတွဲလဲနဲ့အဲ့ဒါမမကြီးတို့အန်တီတို့ကျေးဇူးတို့သူကပြောပါတယ်ဒါနဲ့ကျမကမအေးတတိမထားမရတခုရှိသေးတယ်အဲ့ဒါကတော့ဟိုးငငယ်လေးကလေးကမအေးကတမီးအကြီးဆုံးအနေနဲ့တမီးသားစုလုံးကိုလှုပ်ကျွေးခဲ့တယ်အဲ့ဒီအကျိုးတွေကိုအခုခံစားနေရတာပါလို့ပြောပြလိုက်ပါတယ်တကယ်လဲမအေးဆိုတဲ့ကလေးမလေးကကျမတို့အိမ်ကိုရောက်လာတော့ရောင်မေစုလို့သပင်မျိုးကလေးနဲ့ခြံသားအိမ်ကြီးအနေကလေးဝှက်လို့ပိန်ပိန်မဲမဲ၆၆ကလေး ညလုံးနဲ့မြင်ရောက်မိပါသေးတယ်။ "तू 14နှစ်လောက်ပဲရှိအောင်မယ်။အဲ့ဒီတုန်းကတော့တကူရီတကားရသမားမလို့ရသမျှပတ်စံအကုန်အင်ကိုပြန်ပို့နေတာပဲ။လဲဆိုင်ဖို့၊ကြက်သွန်လုပ်ဖို့အဆရှိတဲ့ဖြင့်အကုန်ပံ့ပိုးနေကြတာကိုယ်အသိဆုံးပဲ။တောရကလေးကနေရန်ကုန်မြို့အထိတက်လာပြီးမိဘတွေမောင်နှမတွေကိုကူညီဆောက်ရှောက်ခဲ့တဲ့ကံတွေသူ့စီမှာအများကြီးရှိပါတယ်။အဲ့ဒီအတွက်သူ့ကိုလည်းအစဉ်ပြေအောင်ပြန်ပြီးကြည့်ပေးတတ်တဲ့လူတွေနဲ့ဘဝမှာ ရေးဆက်ဆောင်နေရတဲ့သဘောပါပဲ။ဒါသူ့လုပ်ခဲ့တဲ့ကံရဲ့အကျိုးလို့ကျမကသူ့သိတာမြင်တာအောင်ပြောပြပေးတာပါ။ဒါမှလည်းသူ့ကိုယ်သူကျေးဇူးတင်တတ်မယ်။ရှေ့ဆက်လဲမိဘကိုလှုပ်ကြွေးဖို့ခွန်အားရလာမယ်မဟုတ်လား။မိဘကျေးဇူးသိတတ်တဲ့သူတွေမိဘကိုလှုပ်ကြွေးတဲ့သူတွေဟာဘဝမှာအစဉ်ပြေကြတာအောင်မြင်ကြတာကိုကျမအနေနဲ့လည်းလက်တွေ့ရှိလို့ယုံကြည်ပါတယ်။မိဘဆိုတာဖခင်နဲ့တကိုင်းနဲ့ထားအပ်တယ်။ ခင်မုန်းကြီးဆယ်ပါးထဲမှာအပါအဝင်ဖြစ်ပါတယ်။မိဘအပေါ်တကယ်စိတ်ထဲရှိရင်လည်းသူ့ရဲ့ကောင်းကျိုးတွေဟာဘဝတစ်ချောင်းလုံးအကျိုးပေးတယ်။ခက်လွယ်လွယ်ပဲပြောဆိုပြမလိုက်ရင်လည်းအကျိုးရလည်းအနေနဲ့အကြီးကြီးတံပြန်ခံရတာမျိုးတွေကြုံရတတ်တယ်။မိတ်ဆွေအမျိုးသမီးတယောက်လိုပဲဆိုကြပါစို့။သူကတော့သူ့ရဲ့မိခင်ကို အမျိုးသားတယောက်နဲ့ပတ်သက်ပြီးအကြီးအကျယ်အထင်လွဲစွပ်စွဲခဲ့ပူတယ်။သူ့အမေကိုသူဒေါသတကြီးပြောလိုက်ဆိုလိုက်မိတာတွေလည်းရှိခဲ့တယ်။ တကယ်တော့အမေအပေါ်မှာချစ်တဲ့စိတ်ကြောင့်ဘာမှမဆိုင်တဲ့အမျိုးသားတစ်ယောက်နဲ့အထင်လွဲမိတာပဲအမမရှိတဲ့သူကိုစွဆွဲပြောဆိုလိုက်တယ်လို့ဖြစ်တော့ပိုးပြီးအပြစ်ကြီးသွားတာမျိုးဖြစ်တယ်လို့ထင်ပါတယ်အဲ့ဒီအမျိုးသမီးဟာအယံအောင်မြင်နေတယ်အဲ့ဒီလိုဆက်ပြီးအောင်မြင်နေချိန်မှာသူလက်ထပ်ထားတဲ့အမျိုးသားနဲ့ပတ်သက်ပြီးသူ့ကိုမဟုတ်မတရားစွဆွဲပြောဆိုတာအသက်ရေဖြတ်ခံရတာတွေလူသိရှင်ကြဖြစ်ခဲ့တယ်သူအဲ့ဒီလိုဖြစ်တာနဲ့ကျမက အဲ့ဒါအမေကိုဆွဆွဲပြောဆိုမိတဲ့အတွက်ဝေကျွေးပြန်ခံရတာလို့ချက်ချင်းသိလိုက်ပါတယ်။ကျမသိတယ်လို့သူကလည်းသိပါတယ်။သူဘာမှမမပဲနဲ့ဘာဖြစ်လို့ဒီလိုဖြစ်ရသလဲ။နာမည်ဖျက်ခံရသလဲဆိုတာအမေကိုဆွဆွဲမိလို့ပြန်ပြောခံရတာလို့ပြောပါတယ်။အဲ့လိုဖြစ်တဲ့ဖြစ်ပျက်နှခုဟာလာပိုင်းမဲချပါတယ်။အရန်ကြောက်စရာကောင်းနေ။မိဘကိုပြန်ပြီးပြောနေတဲ့ချိန်မှာသူ့ရဲ့ intention လို့ခေါ်တဲ့ရည်ရွယ်ချက်စိတ်စည်တနာမကောင်းတဲ့စွမ်းအားတွေ နဂရီ energy တွေအထုအထိတ်ရောက်နေခဲ့လို့မကောင်းတဲ့အကျိုးပေးတွေလည်းသူ့စီခက်မြန်မြန်ရောက်လာတာပဲလို့ထင်ပါတယ်။မကောင်းတဲ့စွမ်းအားတွေဟာမကောင်းတဲ့အရာတွေကိုစွဲယူနိုင်စွမ်းနေဆိုတာဒီနေရာမှာတိတိတသာ ထင်ထင်ရှားရှားကိုတွေ့ရတာပါပဲ။ကျမကခင်မုန်းကြီးဆယ်ပါးကိုကတော့ပြီးကန့်ရွေးချေဖို့သူ့ကိုပြောခဲ့ပါတယ်။အမေကလည်းတောင်းပန်လိုက်ဖို့ပြောပါတယ်။ဒါဟာဝစီကံကြောင့်ဖြစ်တဲ့အပြစ်တွေပါပဲ။အရန်ကြောက်စရာကောင်းပါတယ်။ အမျိုးသားတယောက်ကတော့သူ့အဖေနဲ့စကားများရန်ဖြစ်ကြရင်သူ့ရဲ့ဖခင်ကိုရိုက်ဖို့ဆိုပြီးစိတ်လိုက်မှန်းပါဒုံနဲ့ရွယ်ပါတယ်။တိတ်မကြပါဘူး။ထောင်းနေနှစ်ပေါင်းများစွာဝင်သွားရတယ်။ဒါကာယကံနဲ့ပြင်းမမိတဲ့အတွက်ချိန်ရတဲ့မကောင်းတဲ့ဓာတ်မျိုးပါပဲ။ကျမကိုယ်တိုင်တွေ့ကြုံခဲ့ဘူးတာပါ။မိဘတွေဟာဥထုဇဉ်လူသားတွေမို့လို့အမားတွေရှိကြပါတယ်။မိဘမို့လို့အကုန်လုံးမှန်တယ်။ perfect ဖြစ်နေတယ်ဆိုတာဘလို့မှမရှိနိုင်ပါဘူး။ဒီအချက်ကိုလက်ခံနိုင်ရင် မိဘမားလဲသူတို့ရဲ့လိုအပ်ချက်တွေအားနည်းချက်တွေကိုတစ်ဖက်ကနေနားလဲလက်ခံပေးလို့ရပါတယ်။တားမိချင်းတားဖာချင်းမတည့်ကြဘူးဆိုပေမဲ့ဒီလောက်အထိကိုထိလက်ရောက်ကိစ္စတွေပါလာတာစဲဆိုမိတဲ့အထိဝစီကံမြောက်ကျွလုံမိကြတာတွေကတော့ကံကြီးထိုက်တတ်တယ်လို့ပြောရမှာပါပဲ။ကျမကိုယ်တိုင်ခင်မူးကြီးဆယ်ပါမကြခဏကတော့ပြီးကံကြွေးချီတတ်ပါတယ်။တန်လျာမှာကျွလဲခဲ့ဘူးသမျှမတော်ဆက်ခဲ့ဘူးတဲ့အဆွေအမျိုးလဲမရှိတာကြောင့် တယောက်ဂျေစုတွေကလည်းတယောက်မှရှိနေတတ်ကြတယ်။လူတော်တော်များများကလည်းခင်မုန်းကြီးဆယ်ပါကတော့တဲ့နီးတွေကိုတည်ထားပြီးမို့လို့ဒီနေရာမှာအကျယ်ချဲ့ပြီးတော့မရေတော့ပါဘူး။ခင်မုန်းကြီးဆယ်ပါကတော့တယ်လို့ပြောတော့ကတော့တဲ့သူတွေကိုနေရင်ထိုင်ရင်ကြည့်မရအမြင်ကတ်တဲ့သူတွေလည်းရှိတဲ့အတွက်ဒီလိုစာမျိုးကို Facebook မှာတောင်မရေးရဲပါဘူး။အမျိုးသမီးတယောက်ကတော့ခင်မုန်းကြီးဆယ်ပါကတော့သူတွေကို အမြင်ကတ်ကတ်နဲ့ကတော့ပါရဲ့ခွင့်လို့ပါနော်။ ခင်မကြီးဆယ်ပါဆိုတာမင်းတို့လင်ဆယ်ယောက်လားလို့ပြောခဲ့တာကြားခဲ့ဘူးပါတယ်။သူကတော့ကြည်မရတဲ့လူတွေကိုဆဲကျင်တဲ့စိတ်နဲ့ပြောလိုက်တာပါပဲ။ဒါပေမဲ့ဖះကစားပြီးယဟန်နာပုပ်ကိုရိမိပါတွေရောဆက်ရတွေရောကျေးဇူးရှိတဲ့သူတွေမှတ်သမျှအကုန်လုံးရမ်းတုပ်လိုက်တယ်လို့ပါပဲ။အပြောပတ်ဆက်လိုက်တာလို့တွေးမိတယ်။ခင်မကြီးဆယ်ပါကတော့ Facebook ပေါ်ကတဆင့်နားထောင်ဖတ်ရှုတင်ယူမိတဲ့ဆရာသမားတွေကိုပါကျေးဇူးရှိတဲ့အထက်ပါလာတာကိုတွေ့ရတယ်။ ကိုကိုအလင်းတွေပွင့်အောင်အလင်းတကားတွေဖွင့်ပေးခဲ့တဲ့ညင်စရာကြားစရာတွေမို့လို့လက်လို့စပယ်ပြောပြီးပြမမိတာမျိုးမဖြစ်အောင်တတိထားလာရပါတယ်။ကျမဆိုရင်ကိုတင်ယူနေတဲ့ဇာရရဲ့ live video ကြည့်ရခါမှာသူကတော့တိတ်စကားမပြောအင်္ဂလိပ်စကားပြောအတန်ထွက်တယ်မကောင်း။သွားကြုံနေရလားမသိဘူး။စသဖြင့်အတန်ကိုရုပ်ကိုဘာမှမဟုတ်တာတွေကိုဝေဖန်နေတတ်တာမျိုးလုံးမိနေတတ်တယ်။ဒါဟာစိတ်ကအာယုံနဲ့ ဒါရတိုက်မိတိုင်းအောက်ကူတို့အလူစားတွေကျိုးလွန်တွေးတောနေမိတာပါပဲ။ဒါကြောင့်ဒီဆရာတွေပြောတာတွေကိုသင်ယူနားထောင်တဲ့အချိန်မှာအဲ့လိုမျိုးသူတို့ရဲ့ရုပ်ကိုယ်တော်၎င်းအတန်ကိုယ်တော်၎င်းစိတ်အမတ်မဲ့ပြစ်တင်ပြောဆိုမိတာမျိုးမဖြစ်အောင်တတိထားရပါတယ်။ဆရာတွေရဲ့ကျေးဇူးကလည်းအရန်ကြီးပါတယ်။ကျမတို့ကမိပါတွေဆရာတွေနဲ့နေစဉ်ဘဝမှာအမြဲတမ်းအနီးကပ်နေတဲ့အတွက်ကြောင့်တတိလက်လွတ်နေတယ်ဆိုရင် သူတို့အပေါ်မှာလည်း ကံသုံးပါးစလုံးကိုလွတ်လပ်စွာကျူးလွန်နေမိတတ်တာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့်တောင်းမန်စရာရှိရင်လည်းတောင်းမန်ပါ၊ကျေးဇူးဆက်စရာရှိရာတွေကိုလည်းဆက်ပါ၊ထိန်းစရာရှိရာတွေကိုလည်းထိန်းသိမ်းပါလို့ပြောချင်တာပါပဲ။ကံကြွေးချေစုတောင်းနေဖုံးတော်အနန္ဒ၊ညံတော်အနန္ဒ၊ကံတော်အနန္ဒစကြဝဠာကဘာမြေမုံဖြန်းဖြန်းကျွမြတကောတော်အနန္ဒနဲ့ပြည့်စုံတော်မူသော သုံးလောကထွတ်ထားရှင်တော်မြတ်ဖျားဖျားတဲ့ဘဲတော် တပည့်တော်မသည်ဘဝဘဝလွန်လေပြီးသောအတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပြစ္ဆုတ်ပံကာလမြတ်မောက်ဘဝအထိ ဖရာတပည့်တော်တပည့်တော်မကို၌ကလိုလိုလားလားစူထားခဲ့ဘူးသောကျင်စာမှန်သည်များတို့သည်၎င်းတပါသောသူတို့ကဖရာတပည့်တော်တပည့်တော်မအားဓာတ်ရိုက်ဘေးအပ်ထားခြင်းပြုထားသောကျင်စာမှန်သည်များတို့သည်၎င်းကျင်စာဟုသည်များတို့သည်ယနေ့ယခုဤအချင်းဤအခါ ဤသမယမှစ၍ဖရာတပည့်တော်တပည့်တော်မ၏ကိုရင်းကိုပနှစ်ဌာနတို့မှလုံးဝအုပ်သောဗဒုံမာရွက်သိမ့်ကြဖက်၌ရေစံနှင်းဤမတီခဏရွေလျောကြတကယ်သူပျောက်ပကင်းကွာစင်ကြယ်ရသည်ကိုဖြစ်ရပါလို့ဤအရှင်ဖရာဘုံတော်အနန္ဒကံတော်အနန္ဒညံတော်အနန္ဒစကြဝဠာကဘာမြေမုံဖြန့်ဖြန့်ကျူးမြတကိုးတော်အနန္ဒနှင့်ပြည့်စုံတော်မူသော သုံးလောကထွထားရှင်တော်မြတ်ဖရာ ဘုရားတပည့်တော်တပည့်တော်မာသည်ဘဝဘဝလွန်လေပြီးသော အတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပြစ္ဆုတ်ပံကာလမျက်မှောက်ဘဝအထိအမတ်တမဲ့ပြောဆိုမှားခဲ့မိသော အပြစ်ဒေါသနှင့်ရှင်သော မကောင်းသောစကားအနိဋ္ဌာယောအမားများတင်ခြင်းအလုံးတို့သည်ယနေ့ယခုဤအချင်းဤအခါဤတမယမှစ၍တပည့်တော်တပည့်တော်မတို့ဤကိုတွင်ကိုပနထာနာတို့မှဗဒုံမာရွက်ပိန်းကြဖက်၌ ရေစံနှင်းဤမတီခဏရွေလျောကြတဲ့သို့ပျောက်ပါခြင်းကွာစင်ကြရသည်ကိုဖြစ်ရပါလို့ဤအရှင်ဘုရားဘုံတော်အနန္ဒကံတော်အနန္ဒညံတော်အနန္ဒစကြဝဠာကဘာမြေမို့ပြန်ပြန်ကြုံမြတကောတော်အနန္ဒနှင့်ပြည့်စုံတော်မူသော သုံးလောကထွထားရှင်တော်မြတ်ဘုရားဘုရားတပည့်တော်တပည့်တော်မှသည်ဘဝဘဝလွန်လေပြီးသော အတိတ်ကာလဘဝပေါင်းများစွာတို့မှစ၍ယခုပြည့်စုံပံကာလ ညမောက်ဘဝအထိဖရာတပည့်တော်တပည့်တော်မှမတိမိုင်မဲ၍ယရနာမြတ်သုံးပါးမိဘနှင့်ဆရာသမားဟူသော အနန္တအနန္တငါးပါးတို့အားအနန္တခုံတော်ရှင်တို့အားခေမွန်ကြီးဆယ်ပါးတို့အားခေရီထေရာမြတ်တန်ဃာတို့အားယသိသူတော်စင်သူတော်ကောင်းပရပိုင်များနေတကားယသိမသူတော်စင်သူတော်ကောင်းပရပိုင်မတို့နှင့်တိလရှင်အစရှိသော ပုဂ္ဂိုလ်အပေါင်းသူတော်ကောင်းတို့အားအဖိုးအဖွာ လူကြီးသူမတို့အားမိကြီးမိလေး ဦးကြီးဦးလေးဘာကြီးဘာထွေအကိုကြီးအကိုလက်အကိုလေးအမကြီးအမလက်အမလေးအစရှိသောပုပ်ကိုအပေါင်းတို့အားခိုင်းရှင်ခိုင်းဝင် အရိယာသူတော်စင် သူတော်ကောင်း သူမြတ်လောင်းပုပ်ကိုအပေါင်းတို့အားညမာမင်းတကြားမင်းနမင်းကြီးနှင့်တကွာအထရတသိပ္ပအရာ၌တက်မြောက်တော်မူကြကုန်သောဆရာကြီးများနှင့်ဝိဇာဇောကြီးတပတိပုပ်ကိုအပေါင်းဆရာကောင်းတို့အားကာယကံဖြင့်တော်၎င်းဝစီကံဖြင့်တော်၎င်း မနှောကံဖြင့်၎င်းပြမမိပါက၎င်းအပြစ်ဒေါသဟူသည်များတို့ကိုရိုသေစွာတောင်းပန်ပါ၏ထိုအပြစ်တို့မှတီးခံဂျေအေအခွင့်ပေးတော်မူကြပါကုန်ဖုရားယနေ့ယခုဤအချင်းဤအခါဤသမယမှစ၍ဖုရားတပည့်တော်တပည့်တော်မာဤကိုတွင်းကိုပနှစ်ဌာနတို့မှာဗဒုံမာရွက်ပိန့်ကြပန်း၌ရေစံနှင်းဤမတီခဏရွေလျောကြတကယ်သို့ပျောက်ပခင်းကွာစင်ကြရသည်ကို ချစ်ရပါလို့ဤအရှင်ဘုရားရွှေဘော်ကျွန်းဆရာတော်ဤမူကိုဆရာဦးထွန်းမှထပ်ဆင့်ညဝေပေးပါသည်